တရားလုံးမင်္ဂလာပါဒီနေ့ဥပိ္ပခာ intro နဲ့လက်ခတ်ပေါ်တော့ဒီကလက်ခတ်လက်ကွက်ကိုနည်းနည်းရှင်းပြပါမယ်ပထမဆုံး intro မှာကြာတော့ဒီမှာ6ကြိုး9ကွင်နောက်ပြီးတော့4ကြိုး9ကွင်ပေါ့နော်နောက်ပြီးတော့ဒီ9ကြိုးကိုကြာတော့ဒီလန်နဲ့လန်နဲ့အုတ်ထားမှာပေါ့နော်ဒီလက်ညှိုးနဲ့နေပြီးတော့ဖိထားရမှာဟောဦးတော့သူ့ကိုသူ့ကို ဟိုမြူလောက်ထားတာပေါ့နော်မြူလောက်မယ်အဲ့ဒီပုံစံတိုင်းပဲတကွင်းရှင်းစီတကွင်းရှင်းစီကျွန်တော်တို့မှာရှေ့ဘက်ကိုရွှေတော့မှာပေါ့နော်မှာဆိုရင်တစ်ချက်တည်းပေါ့နော်ပြီးရင်ဒီပြောမယ်ဆိုရင်ဒီကွယ်ကကြတော့ A ပေါ့နော် A ကနေ B ကိုတီးသွားတာ A နောက်ပြီးတော့တကွက်ရှာ B ရှိမှာပေါ့နော်ပြီးရင်ဒါဆိုရင် D D flat ပေါ့နော် D flat ီးရင်အဲ့ကနေပြီးတော့ e ကို e အကွက်ပေါ့နော် e စင်းအကွက်မြောက်ပေါ့နော်စင်းအကွက်မြောက်ကို slice ဆွဲတော့မြဲတခါတယ် b အဲ့ဒီ e ကနေပြီးတော့ b b ကိုပြန်လာမယ်ခွနခွနကွယ်ပေါ့နော် b ပြန်ပြီးတော့ d flat ကိုပြန်သွားမယ် ပြီးတော့ပြန်တော့မယ် A ကိုပြန်တော့မှာเนาะပြီး A flat ပြီးရင်ဒီမှာ G flat G flat ကွက်လာပြီ G flat မှာလည်းခုနကတည့်ရပုံစံတိုင်းပဲဘောเนาะဒီမှာ6 6ကျွတ်2ကွယ်၄ကျွတ်၄ကွယ်5ကျွတ်ကြာတော့မြူလောက်ထားမယ်ဘောเนาะအောက်က3ကျွတ်2ကျွတ်1ကျွတ်တွေကြာတော့မတည်ရဘူးเนาะကိုနှိပ်ထားတဲ့ဒီအမှန်ပါဆိုရင်ဒီကျွတ်3 6ကိုတည်ရမှာ6ကျွတ်5ကျွတ်4ကျွတ် ီပြန်လေး A flat ကိုသွားမှာပေါ့နော် A ကိုသွားမယ်အဲ B A flat ဒါကြတော့ E E ကကြတော့ဒီမှာငါးချိုးနှစ်ကွင်းနောက်ပြီးတော့လေးချိုးနှစ်ကွင်းအဲတိုင်းပဲပေါ့နော် need hop တန်တိပါပဲပေါ့နော် ဆိုရင်ကျွန်တော်တို့ bus car လက်ကွဲလေးတွေဆုံးရှင်းပြမှာနော် a a ပါမယ် a ကိုကြတော့ကျွန်တော်တို့တချို့နဲ့နှစ်ချို့ကိုဒီမှာအလွယ်ထားမယ်နော်တော်ပြီးတော့တော်နိုင်လို့မရပါဘူး a ကျောင်းမဆို is have to ပေါ့နော် is have to ဖြစ်သွားမယ် is have to ကနေပြီးတော့ဒီပါမှာပထမပါမှာကြတော့ is have to တပါနောက်ပြီးတော့ is have to နဲ့ deployment ဒီ flat button နဲ့မှာလေတချို့အလွတ်တန်တယ်ပေါ့နော်လွတ်ကျိုတန်လေးနေနေတိမှာပေါ့နော်လက်ခါကြတော့တောက်အတောက်အတောက်အာတောက်အတောက်အတောက်အာတောက်အတောက်အတောက်เอเนี่ยดิฟลามไปเนี่ยจ้ะรอฮาบาฮาบาติตัวมาเนาะอันนี้อันนี้ติปะเนาะ ဂျီပလက်မန်တယ်ဂျီပလက်မန်တယ်မှာကြတော့ဂျီပလက်မန်တယ်ကိုရိုးရိုးဟိုဆိုရင်လက်ကျိုးတယ်မှာပါလဲဆိုရင်ဒီမျိုးကန်ရပါတော့မာလက်ညိုးကနေပြီးတော့ဒီချိုးနှစ်ချိုးသုံးချိုးနောက်ပြီးတော့နေချိုးပါချိုးနေချိုးလေးခွင်ပါချိုးလေးခွင်ပေါ့နော်အကွာကြတော့ကိုရောဘာလုံးမလဲဆိုတော့တချိုးနဲ့နှစ်ချိုးကိုလက်ကျိုးတယ်ပြီးပါတယ်လက္ခဏာကုလားပုံစံတိုင်းပေါ်တော့1 2 3 4 5 အနေတိပြပါမယ်အဲ့ဒီတပုံစံတဲ့ပိုင်းနောက်ထပ် A ရဲ့ G flat minor ရဲ့နောက်ပြီးတော့ D D D flat minor ပေါ့နော်ပြန်တော့ပြန်လာမှာပေါ့နော် B minor တိုင်ပဲဗောနော်တည်တော့တာဒီနောက်ထပ် chorus show က chorus ကလက်ွက်တယ်နောက်ပြီးတော့အဲ့ကြတော့ဒီမှာကကော်ကန်ကသရှင်စာသားကနေပြီးတော့ကြည်လို့ live ကြည့်ဗောနော်အစဉ်ပြေပါဗောနော်အဓိကလက်ခံရယ်ဘယ်လိုမျိုးလက်ွက်တယ်ကြိုင်တယ်လဲဆိုတော့ နောက်တီးရပါတယ်တီးရောပါတော့ပါမယ်အဲ့ဒါကြတော့ပုံမှန်လေးတီးတော့ရတော့ဘောနော်ကဲအားလုံးရအောင်လို့မျှော်လင့်ပါတယ်နော်